အစ္စရေးစစ်တပ်ဟာယီမန်နိုင်ငံဆန္ဒမျိုးတော်ရဲ့အထက်ကလေးစေကိုမေလ6ရက်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါဗျ။အဲ့ဒီတိုက်ခိုက်မှုဟာအီရန်ကကြောထောက်နောက်ခံပေးထားတဲ့ဟူဒီအဖွဲ့ကိုနှစ်ရက်အတွင်းဒုတိယအကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ပါတယ်။ဟူဒီအဖွဲ့ဟာအစ္စရေးရဲ့ဘန်ဂူရီယန်လေစိမ်းအနီးဒုံးကျည်နယ်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့နောက်အစ္စရေးကယီမန်ရှိဟူဒီအဖွဲ့ကိုလေကြောင်းတိုက်ခိုက်မှုတွေနဲ့တုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မေလ6ရက်ကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူသုံးဦးသေဆုံးခဲ့ကြောင်း ဟူတီတို့ထိန်းချုပ်ထားတဲ့ El Masira TV ကဖော်ပြခဲ့ပါတယ်။အစ္စရေးအားမီလာ6ရက်ကလေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီအချိန်မှာယီမင်ဒေသခံတွေကိုဆန္ဒပြပြီးဆိုင်ရာလေဆိပ်ရဲ့အနီးဝန်းကျင်ကိုတွားရောက်ခြင်းမပြုဖို့နဲ့ခပွေးဝေးမှနေဖို့သတိပေးခဲ့ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုဟာဟူတီအဖွဲ့ရဲ့အခြေခံအဆောက်အုံကိုပိတ်မတ်ထားတာဖြစ်ပြီးလေဆိပ်ဟာအလုံးစုံထိခိုက်ပျက်စီးသွားကြောင်းအစ္စရေးကပြောပါတယ်။ ဂါဇာစစ်ပွဲစတင်ခဲ့ချိန်ကလေးကအစ္စရေးနဲ့ဟူတီအကြားတင်းမာမှုတွေမြင့်တက်ခဲ့ပြီးမယ်။မေလ၄ရက်ကအစ္စရေးရဲ့ဘန်ဂူရီယန်လေဆိပ်ကိုဟူတီတို့ကတိုက်ခိုက်ခဲ့တဲ့နောက်တင်းမာမှုတွေပုံမှုမြင့်တက်ခဲ့ပါတယ်။မေလ၅ရက်ကလည်းအစ္စရေးဟာယီမန်နိုင်ငံရှိဟိုတယ်တာစိတ်ကန်းကိုလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဟာဆန္ဒမျိုးတော်ရဲ့အထူးကလေဆိပ်ရှိဟူတီအဖွဲ့ရဲ့အခြေခံအဆောက်အုံကိုတိုက်လေယာဉ်တွေနဲ့တိုက်ခိုက်ခဲ့ပြီးလေဆိပ်ဟာထိခိုက်ပျက်စီးခဲ့တယ်လို့အစ္စရေးစစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီလေဆိပ်ရဲ့အထွေထွေညွှန်ကြားရေးမှုကလည်းနောက်ထပ်ကြေညာချက်မထုတ်ပြန်မီအချိန်ထိ လေကြောင်းခီးစင်တွေအားလုံးကိုဆိုင်းငံ့တယ်လို့မေလ9ရက်ကပြောကြားခဲ့ပါဗျာ။